မြတ်စွာဘုရားကလည်းအခုလောကလူတွေဟာပြောခြင်းအပြောဆိုခြင်းအဆိုသူတို့စိတ်ထရာတွေလောက်ကြတာဖြစ်တိခဏ်ခြင်းမှတပါအခြားမရှိဘူးလို့အတိဝါကြံတိတိတ်ခိတ်တံဒုတိနောဟိဘုဇနောဆေမြောင်ကြီးလိုပဲငါတိခဏ်တယ်ဘာပဲပြောပြောသူတို့ပြောတဲ့နောက်မှာစိတ်ကလိုက်ပြီးတော့မယိမ့်ရိုက်ဘူးလို့ဆိုလို့တိခဏ်နေဆိုတာဟာခေါင်းထဲမှာမှတ်မထားတာမှတ်မထားဘူးကိုလုံးရမယ့်အလုပ်ပဲလုပ်တယ် လောကလူတွေကကိုယ်အပြစ်ပြောခံလိုက်ရလို့ရှင်စိတ်တက်ကတမျိုးပြောင်းသွားတယ်ချိန်မှန်းလိုက်ရင် စိတ်ကတမျိုးကဲ့ရဲ့လိုက်ရင်စိတ်ကတမျိုးဖြစ်သွားတယ်မြတ်စွာဘုရားကတော့ချိန်မှန်းခြင်းကဲ့ရဲ့ခြင်းဆိုတာကိုအလင်းကောင်းတဲ့မှာမထည့်ဘူးမရည်တွက်ဘူးလှုပ်တင်လှုပ်ထိုက်တဲ့လှုပ်ရမယ့်အလုပ်ကိုပဲဆက်လုပ်တယ်အဲ့ဒါသီခဏ်ခြင်းပဲသီခဏ်ခြင်းဆိုတာကိုယ်စိတ်မူလအခြေအနေကိုမပြတ်အောင်ထိန်းနိုင်တာစွန့်ရည်တတိတမျိုးကိုခေါ်တယ်ခန္တီဆိုတာ စွန့်ရည်တတ္တိတမျိုးပဲဘာစွန့်ရည်တတ္တိတော့ဆိုလို့ရှိရင်မြောက်ပြောလို့လဲစိတ်တက်ကြွမသွားဘူးခြောက်ပြောလို့လဲကြောက်လန့်မသွားဘူးကဲ့ရဲ့လို့လဲစိတ်မဆဲဘူးချိန်မွန်းလို့လဲဝမ်းမသာဘူးစိတ်တက်တည်ငြိမ်ပြီးကိုယ်လုံးရဲ့အလုပ်ကိုလုပ်သွားတာစိတ်ရဲ့အပြောင်းအလဲကိုမရှိအောင်ထိန်းနိုင်တာခန္တီလို့ခေါ်တယ်